ရိုက်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တက်ဆက်ပေးသွားချင်တာကတော့ကျောင်းသားများအားကိုဗစ် -19 ကူးစက်မှုမြင့်တက်လာ၍ Smart Program မှာရှိတဲ့ Bangkok Demonstration ကြောင်းဇွန်လ10ရက်နေ့ထိပိတ်မယ်ဆိုတဲ့တဲ့င်းကိုတက်ဆက်ပေးသွားချင်ပါတယ်။ Smart Program ပြင်းနဲ့ Vanfleet ခရိုင် Bangkok Municipality မှာရှိတဲ့ Bangkok Demonstration ကြောင်းမှာကျောင်းသားတွေအားကိုဗစ် -19 ကူးစက်မှုတိတိတတ်တတ်မြင့်တက်လာတဲ့အတွက်ကြောင့်ကျောင်းကိုယာယီပိတ်လိုက်ပြီးပဲဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ဘေးကင်းရေးကိုရှေ့ရှုပြီးတော့ကျောင်းကို2025ခုနှစ်ဇွန်လ4ရက်နေ့ကနေဇွန်လ10ရက်နေ့ထိပိတ်ထားမှာဖြစ်ပြီးကျောင်းသားတွေကိုနေအိမ်ကနေပဲစာရီလေ့လာဖို့အတွက်တိုက်တွန်းထားပါတယ်။ကျောင်းကိုဇွန်လ9ရက်နေ့မှာတော့ပြန်လည်ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။ကျောင်းအာဏာပိုင်တွေကကျောင်းသားဆရာနဲ့ဝန်ထမ်းတွေကိုကျန်းမာရေးကိုဂရုစိုက်ကြဖို့လူများရဲ့နေရာတွေကိုရှောင်ရှားဖို့နဲ့ COVID-19 ကာကွယ်ရေးစည်းမျဉ်းတွေကိုလိုက်နာဖို့တတိပေးတိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံရောဂါထိချုပ်ရေးဌာနဖြစ်တဲ့ DDC ရဲ့ထုတ်ပြန်ချက်တွေအရမေလ18ရက်နေ့နဲ့24ရက်နေ့အတွင်းမှာကိုဗစ် -19 ကူးစက်မှုအသစ်6484ဦးရှိခဲ့ပြီးတော့10ဦးသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒီနှစ်ဇန်နဝါရီလ10ရက်နေ့ကနေမေလ28ရက်နေ့အထိစုစုပေါင်း92ဦးဆိုရင်2311918ဦးရှိခဲ့ပြီးတော့52ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။စေတိတ်ပတ်ဌာနရဲ့အချက်အလက်တွေအရ 2024ခုနှစ်ဇန်နဝါရီလကနေပြီးတော့2025ခုနှစ်မေလ6ရက်နေ့အတွင်းမှာ Omicron JN1 မျိုးစိတ်ကူးစက်မှုဟာဆိုရင်63.6%ရာဂိုင်းနှုန်းရှိပြီး XEC မျိုးစိတ်ကူးစက်မှုကတော့3.39%ရာဂိုင်းနှုန်းအထိ ရော့ကျသွားတာပဲဖြစ်ပါတယ်။အာနာပိုင်တွင်အနေနဲ့စိုးရိမ်ရတဲ့တခြားမျိုးစိတ်တွေကိုဆက်လက်ပြီးတော့စောင့်ကြည့်နေပါတယ်။ မျိုးစိတ်အသက်တွေဟာဆိုရင် ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကို မဖြစ်စေပေမဲ့လို့အရင်မျိုးစိတ်တွေထက်ကူးစက်မှုပိုပိုမြန်ဆန်တယ်လို့လည်းသိရတာပဲဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။